โอเคပါမနောက်ပြောမှတို့ဒီ2024ပေါ့เนาะတို့ဒေါက်တာဆော Medical Service ကိုဒီ inquiry လာတဲ့ case လေးတွေကို data လေးလောက်ထားတာရှိပါတယ်မလူနာအားလုံးပေါင်း1600လောက်ရှိတယ်ပေါ့เนาะအဲ့ဒီမှာဆိုလို့ရှင်မရဲ့တကယ်ကိုစိတ်မကောင်းစရာပေါ့เนาะအာ top 10ပေါ့လုတ်လိုက်တဲ့အခါမှာဆိုလို့ရှင်မ top 4လောက်ကပေါ့เนาะကင်ဆာတွေဖြစ်နေရမှာရဲ့ပထမအဦးဆုံးအမြင့်အဖြစ်အများဆုံးကတော့အသေးကင်ဆာပေါ့နောက်တစ်ခုကတော့အဆုတ်ကင်ဆာနောက်တစ်ခုကတော့မရှိမှာပြောသလိုဥလန်းချောင်းကင်ဆာပေါ့ genetic ကြောင့်ဆိုအရင်ဖြစ်တယ်နောက်ရင်သားကင်ဆာပေါ့เนาะမအဲ့ဒီလိုမျိုးကင်ဆာရောဂါတွေကတော်တော်များများလာပြီး စုံစမ်းကြတာများတယ်မာရဲအဲအားကြောင့်လို့လေဒီကင်ဆာရောဂါတစ်ခုချင်းစီနဲ့ပတ်သက်ပြီးတော့ပထမအဦးဆုံးအနေနဲ့ဆိုလို့ရှိရင်တော့အသေးကင်ဆာပေါ်မှာအသေးကင်ဆာကိုအာနဲ့ပတ်သက်ပြီးဘယ်လိုမျိုးလေးများကာကွယ်လို့ရမလဲဆောင်ရွက်ဆောင်ရွက်လေးဒီကုသနည်းလေးတွေလည်းမှလမ်းညွှန်ပေးပါအောင်ရှင်အသေးကင်ဆာကတော့အဖြစ်များတာတော့ပေါ့နော်အခုခေတ်ဟိုလူတွေအများဆုံးသိကြတဲ့အသေး B ပို C ပို့ပေါ့နော်ဒီလိုမျိုးကနေပြီးတော့လေအချိန်တန်ကြတဲ့ခါကျတော့အသေး6တဲ့အသေးကင်ဆာပြောင်းသွားတယ်ပေါ့နော်အဲ့ဒါတစ်ခုပေါ့နောက်ပြီးရဲ့ခါကျတော့အရက်ပေါ့နော်အရက်တောက်တယ်နောက်ပြီးပါခါကျ ြာအမတို့အသက်စီဖုံးတာပေါ့အသက်စီဖုံးတာကလည်းစောစောစီးတီးရလို့ကုသရင် ကုသမကုသရင်ဒီသူကလည်းအသက်6တဲ့အသက်ကင်ဆာဖြစ်ပြောင်းသွားနိုင်တယ်ပေါ့နော်နောက်ပြီးရခါကျအမတို့အစားတောက်တွေပေါ့အဓိကကလည်းအစားတောက်ကလည်းအရေးကြီးရပေါ့နော်အဲ့ဒီမှာမိုးတက်နေတဲ့အစားစာလေးညစားတာဒါမျိုးလေးတွေဆိုလို့ရှိရင်လည်းအသက်ကင်ဆာဘက်ကိုပြောင်းသွားနိုင်တာပေါ့အဲ့တော့ကာကွယ်လို့ရတာဘာတွေကာကွယ်လို့ရမလဲဆိုအမတို့အသက် B ပေါ့ပေါ့နော်အသက် B အတွက်ဆိုအခုချိန်ဆိုလို့ရှိရင်နော်အဲ ဝေကင်းစကလေးတွေကနေစပြီးတော့ပီကာကယ်ဆေးတွေထိုးနေကြတာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့အဲ့ဒီဟာလေးတွေထိုးထားတင်တယ်နောက်ပြီးွားတဲ့အခါကျတော့အဲကဲကြီးမြန်ပြောကောင်းပြောကောင်းဘီပိုးစီဖို့ရှိသွားပြီဆိုရင်ပေါ့နော်ရှိသွားပြီဆိုလို့ရှိရင်လည်း6လတခါအဖာဖီတိုပရိုတင်းစစ်တာတို့အထရာဆောင်ရိုက်တာတို့လုပ်ပြီးတော့တကြွနားလေတဲ့ဆရာဝန်နဲ့ပေါ့နော်ပုံမှန် follow up ပြနေရမှာပေါ့နော်နောက်ပြီးွားတဲ့အခါကျတော့အစားအသောက်ဆိုရင်တော့လည်းတက်နိုင်သမျှတော့တန်ရှင်းလက်ဆက်တဲ့အစားအသောက်တွေစားသုံးတာပေါ့နော်နောက်တစ်ခုကကြားတဲ့အခါကျတော့အရက်အရက်ကတော့ရောင်နိုင်ရင် ောင်းဆုံးပေါ့နော်။ဟုတ်ကဲ့။ပြီးရင်တော့ဝါလွန်နာတွေပါတယ်တက်တာအောင်လို့လေ့ကျင့်ခန်းလုပ်ပေါ့နော်။ဒီလိုမျိုးလေးတွေနဲ့တော့ဒိုင်းတဲ့တော့ကာကွယ်လို့ရပါတယ်။ဟုတ်ကဲ့ပါ။ကုသမှာဆိုလို့ရှိရင်တော့ စားတည်တဲ့အချိန်ပေါ့နော်အချိန်ကလေးကသေးတယ်2စင်တီမီတာလောက်ပဲရှိရဆိုရင်တော့အမတို့ local therapy ပေါ့နော်အဲခွဲစိတ်လို့ရရင်ခွဲစိတ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်း radio frequency ablation ဆိုတာဒါမျိုးလေးတွေလုပ်လို့ရတာပေါ့နော်ဟုတ်ကဲ့ပါကဲနည်းနည်းကြီးတယ်အချိန်ကလေးက3လေးခုပဲဆိုလို့ရှိရင်တော့လည်းအမတို့ transplant လုပ်လို့ရမယ်ဆိုရင်လည်းလုပ်ပေါ့နော်မရသေးဘူးဆိုရင်တော့ခြားထဲမှာ bridge therapy အနေနဲ့အသေးဆေးဖြန်းတယ်ဆိုရယ် DAC လုပ်တာတို့ DAR လုပ်တာတို့ဒါမျိုးလေးတွေလုပ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်းပါဒါပေမဲ့လို့အဲ့လိုလုပ်တဲ့ဟာ တွေမှာလည်းအဲလူနာကရဲ့အသေး function တွေကကောင်းနေဖို့လိုတယ်သူရဲ့ performance status လို့ခေါ်တဲ့လှူရှားသွားလာနိုင်မှုလေးတွေကလည်းကောင်းနေဖို့တော့လိုတာပေါ့နော်ဒါမှမဟုတ်တော့ဘူးဒဲရရနဲ့အဆင်မြင်သွားပြီပေါ့နော်နှစ်ဖက်စလုံးမှာပြန်နေတယ်ဒါကဆိုလို့ရှိလို့ရှိရင်တော့လည်းအမားတို့ခုနောက်ပိုင်းမှာအများကြီးဟောဖြစ်လာတဲ့တိုးတက်လာတဲ့အတွက်ကြောင့်မလို့ targeted therapy တွေ immunotherapy တွေဒါမျိုးလေးတွေလည်းပေးလို့ရတာပေါ့တဲ့เนาะအဲ့လိုမျိုးလေးတွေပေးမယ်ဆိုလို့ရှိရင်เนาะအသေးကန်ဆာဒီအရင်လိုမျိုးအဲတီဘီ6လအတွင်းမှာ ဆုံးပါရတာမျိုးမဟုတ်ပဲနဲ့နည်းနည်းချီနေထိုင်နိုင်လာတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမဟုတ်အများကြီးပူတရရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့မဒုတိယတစ်ခုအဖြစ်များတာလေးကတော့ခုနဦးလန်းချောင်းပေါ့နော်မဦးလန်းချောင်းကင်ဆာနဲ့ပတ်သက်ပြီးတော့လဲမဆောင်ရဆောင်ရနဲ့ဘယ်လိုမျိုးလေးများကွယ်ထားတဲ့နဲ့ပေါ့နော်အားလေးလည်းပြပြပေးပါအောင်ဦးလန်းချောင်းကင်ဆာကတော့နံပါတ်1မျိုးရိုးကြောင့်ဖြစ်နိုင်တယ်လို့နံပါတ်2ကလည်းအမားတို့ဟိုပေါ့နော်အစားတောက်တွေပေါ့အစားတောက်တွေအသားတွေအစမ်းအစားများတယ်အရွယ်လုံးဝမစားချဘူး lifestyle ပေါ့နော်အဲဒါကြောင့်ပြီးရခါကျတော့ဒုတိယခုနောက်ပိုင်းမှာဆိုရင်အား ားကြည့်ဖုန်းမဲ့ကြည့်နေကြတယ်ဘလှူရှားမှုနည်းလာတယ်နော်အဝါလွန်လာတယ်ပေါ့ဂျန့်ဖူတွေစားတော့လည်းအဝါလွန်လာကြတယ်နောက်ပြီးတော့နေအောင်ကြီးနဲ့လည်းထိတွေ့မှုနည်းတော့ calcium မျိုးကြီးနည်းတယ်ပေါ့နော်အဲ့လိုမျိုးလူတွေမှာလည်းဖြစ်လာနိုင်ဖြစ်နိုင်တာပေါ့နော်ဦးလန်းချောင်းကအဲ့တော့ဦးလန်းချောင်းကင်ဆာဘလို့ကာကွယ်မလဲပေါ့နော်ကာကွယ်တာကတော့အဓိကကတော့အမားတို့ကတော့ဒီလှူရှားရမယ်နော်အဝါပေါ့တင်းတင်းလျောက်ပတ်အစားအစာပေါ့နော်အဲ့ဒီအများများစားမယ်ပေါ့နေအောင်ရှိတဲ့အစာအသားငါးတွေကိုလျှော့စားအသားတွေကိုလျှော့စားမယ်ပေါ့နော်အဲ့လိုမျိုးလုံးငါးများများစားမယ်ဒီလ လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးနဲ့တော့ကာကွယ်လို့ရတယ်ပေါ့လေဟုတ်ကဲ့ပါဟုတ်အဲနောက်ပြီးသွားတဲ့ခါကျဖြစ်လာပြီးဆိုလို့ရှိရင်တော့လေအမားတို့ကကုသရတော့မှာပေါ့နော်ကုသရတယ်ဆိုလို့ရှိရင်တော့ ခွဲစိတ်လို့ရရင်ခွဲစိတ်မယ်ခွဲစိတ်လို့မရဘူးဆိုလို့ရှိရင်เนาะကင်ဆာဆေးသွင်းတာတွေပိုင်းနေတော့ခုလို့ရပါတယ်เนาะမဟုတ်မခုနပြောသလိုပဲအခုကကြတော့အကင်နေစားကြရတယ်เนาะဟိုတိုင်းလဲစားပြစ်တယ်ဟိုတိုင်းလဲစားပြစ်တယ်ဟိုတိုင်းလဲစားပြစ်ပြောလိုက်လို့ရှိရင်သတိပြန်ရသွားတယ်ဒါဆိုပြန် short စားပြစ်မယ်ပေါ့เนาะဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါမဟုတ်အဲ့ဆိုမှနောက်တစ်ခုလေးပေါ့เนาะနောက်ထပ်ဖြစ်များတာလေးရတော့မှရင်သားကင်ဆာပေါ့เนาะမှရင်သားကင်ဆာနဲ့ပတ်သက်ပြီးတော့လဲအလိုဆောင်ရရှောင်ရနဲ့ကုသအနည်းလေးပြောပြပါဟုတ်ကဲ့ပါရင်သားကင်ဆာကတော့များသောအဖြစ်ကတော့အမျိုးသမီးမှာအဖြစ်များတာပေါ့เนาะအဲ ဲ့ဒီ900ခိုင်နှုန်း1000ခိုင်နှုန်းလောက်ကတော့မျိုးရိုးကြောင့်ဖြစ်နိုင်ပြီးတော့ဂျန်နဲ့ဟာကတော့အမတို့အဓိကကတော့ hormone exposure များတာပေါ့နော်ဥပမာ estrogen ဆိုတဲ့ hormone ပေါ့အသက်ငယ်ငယ်မှာရာသီသွေးစားပေါ်တာအသက်ကြီးမှာပဲသွေးဆုံတာမျိုးပေါ့နော်နောက်ပြီးကြားထဲမှာအမတို့အဲတတိတားဆေးတွေပေါ့နော်ထားစားရထိုးရထားမျိုးလေးတွေနဲ့လေသူက hormone exposure များတဲ့ခါကျရင်သားကင်ဆာဖြစ်နိုင်တာပေါ့နော်ရင်သားကင်ဆာဖြစ်နိုင်တာဆိုတဲ့ခါကျအမတို့ကအသက်ကိုအသက်20လောက်ကစပြီးတော့ကိုယ့်အကူပေါ့နော် breast self examination ှင်လေးကိုဒလာတစ်ခါလောက်တော့စမ်းကြည့်ပြီးထူးခြားတာရှိလို့ရှိရင်တော့အဲဆရာဝန်တက်ကြွန်းသားလေးဆရာဝန်နည်းနည်းပြတင်တာပေါ့နော်အဲဒီရင်သားကင်ဆာကကုသမှုလေးရကြတော့လေခုနောက်ပိုင်းမှာလေနည်းနည်းလေးအပြောင်းလဲလေးရှိတော့တစ်ချက်လေးတော့ပြောချင်တယ်သူကเนาะရင်သားကင်ဆာအမျိုးများသောအားဖြင့်အမားတော်ကဒီမှာခန္ဓာကိုယ်မှာအကျိတ်တွေ့ပြီဆိုရင်ထုတ်လိုက်ပြီဆိုလို့ရှိလို့ရှိရင်တော့ကောင်းသွားမယ်ပျောက်သွားမယ်လို့ထင်တယ်ပေါ့ခုနောက်ပိုင်းမှာကြတော့ကုသမှုတွေက advance ဖြစ်လာတဲ့အခါကြတော့ပေါ့နော်ရင်သားကင်ဆာမှာဆိုအမားတော်က hormone receptor status ကိုစစ်တယ်ပေါ့ ER ဟာ တူပေါ့ဒီလိုမျိုးတွေစစ်ကြတာအဲ့တော့အဲ့လိုမျိုးမှာမှအီဒီပေါ့ဟော ERB လည်းမရှိဘူး HER2 လည်းမရှိ Triple negative breast cancer လို့ခေါ်တဲ့ဟာမျိုးတွေ HER2 positive breast cancer တွေဆိုလို့ရှိရင်တို့ကပြန်ဖြစ်နိုင်ခြင်းများတယ်ကုသမှုကဟိုပေါ့ ခက်ခဲတယ်ပေါ့နော်နည်းနည်းပေါ့နော်ကုသမှုခက်ခဲတယ်ယောဂမျိုးစားတွေမှာပါတယ်ဆိုအခုနောက်ပိုင်းမှာဆိုရင်တော့အကျိတ်ဒီ1 cm လောက်ရှိရင်တော့မှအမားတို့ကစပြီးတော့ neo juvent ဆိုတဲ့ chemotherapy neo juvent chemotherapy ပေါ့နော်ဈေးကိုအရင်ကင်ဆာကုသမှုအရင်လုပ်တယ်ပေါ့အဲ့ဒီမှာမှ immunotherapy တချို့ဟာမှလည်းထည့်တယ်ဟာတူးဆိုလည်း targeted therapy တွေထည့်ပြီးတော့အမားတို့ကကုပဲပေါ့နော်ပြီးသွားပြီဆိုတဲ့အခါကျမှအ ကုသမှုအချိန်ကြီးပြည့်သွားပြီဆိုတဲ့အခါကျမှ surgery လုပ်တာပေါ့နော်အဲ့လိုမျိုးလုပ်တယ်ပေါ့အဲ့ဒါကတော့ပို့ပြီးတော့ကုသမှုကိုပို့ပြီးတော့ကောင်းနေထိရောက်တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့မမှတ်သားရပါတယ်တမလို့လည်းအရင်တည်ထားတာအရင် surgery လုပ်ပြီးမှ chemo လိုက်တယ် target လိုက်တယ်ပေါ့နော်ဟုတ်ကဲ့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 မှတမလို့လည်း patient နေလာရင်ဒါလေးကိုရှင်းပြပေးမယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အဲ့ဒါလေးကတော့အရေးကြီးလို့လေအဲ့ဒါကြောင့်ဆက်လောက်ပြောတယ်ဟုတ်ကဲ့ပါဟုတ်မှဟုတ်ကျေးဇူးတင်ပါတယ်မှဟိုနောက်တစ်ခုကတော့မှဟိုပါပေါ့အဆုတ်ကင်ဆာလေးတည်းနေပေါ့နော်မှအဆုတ်ကင်ဆာနဲ့ပတ်သက်ပြီးတော့လည်းမှအလိုဆောင်ရရှောင်ရံပေါ့နော်အဲခုန treatment အသစ်လေးတွေရှိလဲ mind care လုပ်ပေးပါဦးဟုတ်ကဲ့ပါဟုတ်အဆုတ်ကင်ဆာကတော့ဒီကကတော့ဈေးလေးတောက်တယ်ပေါ့နော်ဈေးလေးတောက်တာကြောင့်ဖြစ်များတယ်။နောက်ပြီးွားတဲ့ခါကျအရင်တုန်းကပေါ့အမားတို့ဒီပေါ့ဒီ level တို့ thyroid တို့ lymphoma တို့ဖြစ်တဲ့သူတွေမှာရောင်ကြည်ပေးဖို့လို့ရှိရင်လည်းအဆုတ်ကင်ဆာတော့ဖြစ်နိုင်တယ်ပေါ့။နောက်တစ်ခုကတော့ occupational hazard အနေနဲ့ဒီ asbestos ဆို nervous တခြားပေါ့နော်နီကယ်လို့ဆီလီနီအဲ့လိုမျိုးတွေဟာဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်လည်း exposure ရှိတယ်ဆိုရင်လည်းဆုတ်ကင်ဆာကတော့ဖြစ်နိုင်တာပေါ့နော်အဓိကကတော့ဈေးလိပ်ပေါ့ဈေးလိပ်တောက်တယ်အမျိုးသားကဈေးလိပ်တောက်တယ်ဆိုရင်အမျိုးသမီးမာတော့မှ ဆုတ်ကင်ဆာဖြစ်နိုင်ကြရပေါ့နော် passive smoker ဖြစ်တော့လဲဆုတ်ကင်ဆာဖြစ်နိုင်ကြရ50%လောက်အထိကိုရှိတယ်ပေါ့နော်အဲ့တော့ကာကွယ်တာကတော့အဓိကကတော့ဆေးလိပ်လုံးဝဖြတ်တာကတော့အကောင်းဆုံးပေါ့နော်ဆေးလိပ်ကတော့အဆုတ်ကင်ဆာမှာ short တောက်လို့မရပါဘူးဖြတ်မှာဖြတ်မှာရမယ်ဟုတ်တယ်အဲ့လိုဈေးစစ်တဲ့သူတွေကြုံဘူးရမှာဟုတ်တယ်ဟုတ်တယ်အရင်ထပ်တော့ short တောက်နေတာပဲပေါ့သူကအဲ့လိုမျိုးပြောကြတာမျိုးပေါ့နော်ဟုတ်ကဲ့ပါဘူးကုသမှုကတော့မမတို့ပေါ့ပေါ့ခွဲလို့ရရင်ခွဲတယ်ပေါ့ခွဲလို့မရဘူးဆိုလို့ရှိရင်တော့လေတင်းအောင်ကြည့်ပေးတယ်ပေါ့နော်ရောင်ကြည့်ပေးတဲ့အချိန်မှာ chemotherapy ပါ လိုက်ပြီးတော့သွားတာမျိုးလည်းရှိရဲ့ပေါ့နော်အဲ့ဒါမျိုးရှိရဲ့ဒီခါလေးကြာရင်တော့လေအာဒီပေးလိုက်တယ်ပြီးသွားတဲ့ခါကျမှနောက်ကနေကီမိုသီရပီလိုက်တာလည်းရှိရဲ့ပေါ့ခုနောက်ပိုင်းမှာတော့ဒီဆုတ်ကင်ဆာမှာတော့အမတို့ targeted therapy ကြီး immunotherapy ကြီးအများကြီးပဲတိုးတက်လာပေါ့နော်အဲ့ဒါတော့သူပါလေအဲ့ဒါတော့သုံးများလာကြပါတယ်ဟုတ်ကဲ့ပါမဟုတ်ဟုတ်ခုနမပြောသလိုပဲမာဒီနောက်ပိုင်းလူနာတွေမှာပေါ့နော်အထူးသဖြင့် stage မြင့်တဲ့လူနာတွေမှာဆိုလို့ရှိရင် targeted therapy immuno အတွဲလည်းရှိရဲ့ပေါ့ targeted therapy only လည်းသွားကြတာများတော့လေအဲ့ဒါလေးလည်းတစ်ချက်လောက်မှရှိကြပါ နေပါဘူးရှင်။အကတိတရပီကတော့အမားတို့ကသူက ဟိုပေါ့ cancer cells တွေကိုပွားစီတယ်ကြီးထွားစီတယ်ပြန့်ပွားစီတယ်ဒီ protein တွေပေါ်မှာသွားပြီးတော့ target လုပ်တာပေါ့နော်အဲ့လို target လုပ်ခြင်းအားဖြင့်တော့ cancer cells တွေပွားတာနည်းလာမယ်နောက်ပြောရတဲ့ခါပြန့်ပွားတာနည်းလာမယ်ပေါ့နော်နောက်ပြီးရဲ့ခါကျတော့သူကတခြားအဲ chemotherapy လိုမျိုးတခြားပေါ့နော် normal cells တွေပေါ်မှာအာနိသင်မရှိတဲ့ခါကျတော့သူက targeted ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့အဲ treatment response ကကောင်းတာပေါ့တမီးဟုတ်ကဲ့ဟုတ်ကဲ့ပါမမ immunotherapy အကြောင်းလေးလည်းဟုတ် immunotherapy ကတော့တမီးရဲ့ ပေါ့အမတို့ရဲ့လူနာအလူရဲ့ပေါ့နော်ဟို immune ကို immune နဲ့ immunity ပေါ့နော်ကိုခံအားကိုတက်အောင်လုပ်ပြီးတော့ ဒီ cancer cell တွေကိုအဲတိုက်ထုတ်တယ်ဟာပြောပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါမှာ treatment အသက်လေးပေါ်လာတော့လည်းမိုင်းနော်လူနာရီလေးနဲ့ပို့ပြီးတော့အရင်ထက်အမျောလင်းချက်ရှိတယ်ကိုနာမဆိုတော့တခု cancer ဆိုတာနဲ့ကြောက်စရာမလိုဘူးဒါကိုကုသနိုင်တဲ့နည်းလမ်းတွေအများကြီးရှိလာပြီဆိုတော့လေးမှာအားရှိရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ဆိုတော့စစစီတည်နိုင်နေဆိုလို့ရှိရင်တော့ကုသမှုကပို့မှုပြီးကောင်းမွန်တဲ့ကုသမှုတွေလုပ်နိုင်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါမှာဟုတ်ဒီလိုလည်းနောက်ပိုင်းမှာလည်း page မှာလည်းပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးပြောတဲ့အခါကျလို့ရှိရင်အဓိကတော့စောစောတည်ဖို့ကိစ္စကိုကိုနာစောစောအမြဲတမ်းစမ်းသပ်နေရမယ်ဆိုတာလေးပဲ ဲမှာမကြမကြလေးပြောဖို့လေ idea လေးရသွားပါတယ်ဟုတ်ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါမဟုတ်ခုလိုလေးမှအချိန်ပေးပြီးတော့လေဒီ cancer ယောဂလူနာတွေအတွက်ပေါ့နော်အကျိုးရှိမဲ့စကားလေးတွေ information လေးတွေအဘူတူတာလေးတွေပေါ့နော်ကုသနေလေးညှဝေပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ